ီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့အချိန်စီမံခန့်ခွဲမှုအတွက်ကမ္ဘာကျော်စာရေးဆရာ Brian Tracy ရဲ့ Eat That Frog ပဲဖြစ်ပါတယ်။ဒီစာအုပ်ရဲ့အကောင်းဆုံးကထူးခြားပါတယ်။ဖားကိုစားပါဆိုတာဘာကိုဆိုလိုတာလဲ။စာရေးသူကဖားကိုတင့်ရဲ့နေ့စဉ်အလုပ်တွေထဲမှာအခက်အခဲဆုံးအရေးကြီးဆုံးနဲ့လုပ်ဖို့အငင်းရဆုံးသောအလုပ်ဖြစ်ပုံဆောင်ထားပါတယ်။ဒီစာအုပ်ရဲ့အဓိကသဘောတရားကတော့တင့်မှာဖားနှကောင်ရှိရင်ပိုပြီးအယုတ်ဆိုးတဲ့ဖားကိုအရင်စားပါဆိုတဲ့အတိုင်းအရေးကြီးတဲ့အလုပ်ကိုအရင်ဆုံးပြီးအောင်လုပ်ပါလို့တိုက်တွန်းထားခြင်းပါပဲ။ ကျွန်တော်တို့ရဲ့အချိန်ဆွဲတဲ့အကျင့်ကိုရပ်တန့်ပြီးပုံမှန်အောင်မြင်တဲ့ဘဝကိုဘယ်လိုဖန်တီးရမလဲဆိုတဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာတစ်ခါတည်းတနေ့ကုန်အလုံးလုပ်ခဲ့ပေမဲ့ဘာမှထိရောက်တဲ့အရာ မပြည့်မြောက်ခဲ့ဘူးလို့ခံစားရတတ်ပါတယ်။ဒါဟာကျွန်တော်တို့ကဘာကိုမစားပဲရေကူတဲ့အလုပ်သေးသေးလေးတွေနဲ့အချိန်ကုန်နေခြင်းကြောင့်ဖြစ်ပါတယ်။ထိရောက်မှုရဲ့နေရာမှာ the law of force efficiency ကတော့သင်လုပ်ဆရာရှိတာတွေအားလုံးကိုလုပ်ဖို့အတွက်ဘရော့မှအချိန်တုံလောက်မှမဟုတ်ပါဘူး။ဒါကြောင့်အချိန်ကိုအရေးကြီးဆုံးအရာတွေအတွက်ပဲသုံးဖို့လိုပါတယ်။ ဇာယသူကကျွန်တော်တို့ရဲ့အကြီးဆုံးဖားကိုနေစဉ်ပထမဆုံးအလုပ်ဖြစ်သတ်မှတ်ပြီးအဲ့ဒီအလုပ်ကိုပြီးမြောက်အောင်လုပ်ဖို့တိုက်တွန်းထားပါတယ်။ဒီလိုအရေးကြီးတဲ့အလုပ်ကိုမနက်ပိုင်းအစောဆုံးပြီးအောင်လုပ်လိုက်ခြင်းကတနေ့ကုန်လုံးအတွက်စိတ်သက်ခွန်အားနဲ့အချိန်အဟုန် momentum ကိုရရှိစေပါတယ်။အချိန်ဆွဲခြင်း procrastination ကိုတိုက်ထုတ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့အလုပ်ဖို့စတင်လိုက်ခြင်းပဲဖြစ်ပါတယ်။ဘလောက်ပဲကြီးမားအလုပ်ဖြစ်နေပါစေစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေအများကြီးမလိုအပ်ပါဘူးဖောက်ကိုစားဖို့ဆုံးဖြတ်လိုက်ပါ တင်ဟာခက်ခဲတဲ့အလုပ်တစ်ခုကိုစတင်လိုက်တဲ့အခါ immediate satisfaction ကိုရရှိမှာဖြစ်ပြီးဒါကပင်တင်ရဲ့အစွမ်းဆောင်ရည်ကိုမြင့်တင်ပေးပါလိမ့်မယ်။စိုင်းသူကအချိန်ဆွဲခြင်းကိုရပ်တန့်ပြီးထိရောက်မှုမြင့်တင်ဖို့အတွက်နီးပြူဟာ20ခုကိုဖော်ပြထားပါတယ်။ဆုံးဖြတ်ချက်တစ်ခုချမှတ်တဲ့အခါအဲ့ဒီဆုံးဖြတ်ချက်ရဲ့အနာဂတ်ရလဒ် future consequence ကိုစဉ်းစားဖို့လိုပါတယ်။တင်ကအချိန်ဆွဲလိုက်ခြင်းအဖြစ်ဖြစ်ပေါ်လာမယ့်အဆိုးကျများနဲ့အလုပ်ကိုချက်ချင်းလုပ်လိုက်ခြင်းဖြစ်ရရှိလာမယ့်အကျိုးကျေးဇူးများကိုနှိုင်းယှဉ်ကြည့်ပါ။ ရေရှည်ကြလက်များကိုအလေးထားစဉ်းစားခြင်းကကျွန်တော်တို့ကိုပြစ်စုံပံမှာအရေးကြီးတဲ့ဖားကိုစားဖို့တွန်းအားပေးပါလိမ့်မယ်။ဆိုင်းသူကအလုပ်တွေကိုဦးစားပေးသတ်မှတ်ဖို့အတွက် ABCDE နည်းလမ်းကိုအသုံးပြုဖို့အကြံပြုထားပါတယ်။ A မလုံမဖြစ်လောက်ရမယ်အရေးကြီးဆုံးအလုပ်။ B လုံတဲ့နဲ့အလုပ်ဒါပေမဲ့မလုံရင်ပြင်းထန်တဲ့အကျိုးဆက်မရှိတဲ့အလုပ်။ C nice to do လုံရင်ကောင်းမယ့်အလုပ်။ D delegate တခြားသူကိုလွှဲပေးနိုင်တဲ့အလုပ်ဖြစ်ပြီး E ကတော့ eliminate လုံးဝဖျက်ရှားပစ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ A အလုပ်တစ်ခုမပြည့်ညက်အောင် လုပ်နိုင်သေးသေးပြီ B ဒါမှမဟုတ် C အလုပ်ကိုဘယ်တော့မှမလုပ်ပါနဲ့လို့ဆိုပါတယ်ထိရောက်မှုရှိသူတွေအလုပ်တစ်ခုစတင်ဖို့အတွက်အမြဲတမ်းကြိုတင်ပြင်ဆင်မှုကိုအချိန်ယူလုပ်ဆောင်ပါတယ်သင်အလုပ်စပွဲကိုရှင်းလင်းပါလိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ကိရိယာတွေအလုံးကိုအစဉ်သင့်ပြင်ထားပါကြိုတင်ပြင်ဆင်မှုမှာ7မိနစ်သုံးဆွဲခြင်းဟာလုပ်ငန်းစဉ်မှာနိုင်ရင်ပေါင်းများစွာတတ်တာစေနိုင်ပါတယ်။အလုပ်ကိုစတင်ဖို့အတွက်လိုအပ်တဲ့အရာအလုံးအဆင်သင့်ဖြစ်နေတဲ့အခါအချိန်ဆွဲမဲ့အကျင့်ဟာသူ့အလိုလိုရော့ကျသွားပါလိမ့်မယ်။ ဖားကိုစားပါဆိုတာတစ်ချိန်နဲ့လောက်ရတဲ့အရာမဟုတ်ပဲနေ့စဉ်လေ့ကျင့်ရမယ့်ဆွမ်းဆောင်ရည်စိတ်တက်တစ်ခုဖြစ်ပါတယ်။အကယ်၍တင်းရဲ့ဖားဟာအရင်ကြီးမားပြီးကြောက်စရာကောင်းနေမယ်ဆိုရင်အဲ့ဒီဖားကြီးကိုတင်းငယ်တဲ့အစိပ်ပိုင်းမှဖြစ်ခွဲပြလိုက်ပါ။ဒါကိုစားရတဲ့သူက sliding the sausage ဒါမှမဟုတ် swiss cheese method လို့တင်စားထားပါတယ်။ကြီးမားတဲ့စီမံကိန်းတစ်ခုကိုတင်းငယ်တဲ့7မိနစ်ဒါမှမဟုတ်15မိနစ်နဲ့ပြီးအောင်လုပ်နိုင်တဲ့လုပ်ငန်းငယ်လေးတွေဖြစ်ခွဲလိုက်ပြီးတစ်ခုပြီးတစ်ခုစားသွားပါ။ ဒီနည်းလမ်းကစိတ်ပန်းဆိုင်ရာဖိအားကိုချော့ချပေးပြီးစတင်ဖို့လွယ်ကူစေပါတယ်။အောင်မြင်တဲ့သူတွေသူတို့ရဲ့အလုပ်လုပ်တဲ့နည်းလမ်းတွေကိုအမြဲတမ်းစမ်းစစ်ပြီးပြန်လည်တိုးတက်အောင်လုပ်ဆောင်နေကြပါတယ်။စိုင်းသူက life long learner ဖြစ်ဖို့အတွက်တိုက်တွန်းထားပါတယ်။ကိုယ့်ရဲ့ကြွမ်းကျင်မှုတွေကိုအမြဲတမ်းညှင့်တင်နေခြင်းအဖြစ်သာသင်ကကိုယ့်ရဲ့အလုပ်တွေကိုပိုပြီးထိရောက်စွာအချိန်တိုအတွင်းမှာပြင်းပြောက်တဲ့အခြေအနေကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဖားကိုစာကျင်လုပ်ငန်းစဉ်မှာကြွန့်ကျင်လာလေလေတင်းရဲ့ဆွမ်းဆောင်ရည်ဟာပိုပြီးမြင်မာလာလေဖြစ်ပါတယ်။ ETH Frosaw ကကျွန်တော်တို့ကိုအလုပ်တစ်ခုရဲ့အခက်အခဲကိုရှောင်ရှားခြင်းကအချိန်ဆွဲခြင်းအဓိကအကြောင်းရင်းဖြစ်ကြောင်းကိုတင်ရှားစွာပြသခဲ့ပါတယ်။ကျွန်တော်တို့ကအချိန်ဆွဲခြင်းကိုအနိုင်ယူဖို့အတွက်အရေးကြီးဆုံးသောအခက်အခဲဆုံးသောအလုပ်ဖားကိုနေ့ရက်ပထမဆုံးလုပ်ငန်းအဖြစ်ဥစွာရွေးချယ်ပြီးပြီးမြောက်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဖောက်ကိုစားခြင်းအလေးချင်းကိုနေ့စဉ်စင်ဆက်မပြတ်ကျင့်သုံးခြင်းအဖြစ်ကျွန်တော်တို့ကအချိန်စီမံခန့်ခွဲမှုကိုထိရောက်စွာလုပ်ဆောင်နိုင်ပြီးပုံမှန်ထိရောက်ပြီးစိတ်ကျေနပ်စရာကောင်းတဲ့ဘဝကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်အားလုံးကရှင်းလင်းတဲ့ပန်းတိုင်းတွေဦးစားပေးမှုအစင်းသက်မှတ်ချက်များကိုသတ်မှတ်ပြီးတော့ကြောက်စရာကောင်းဆုံးသောရုပ်ဆူဆုံးသောဖားကိုရဲရဲမုံမုံစားဝန်သောစိတ်သက်ကိုပန်းဆိုင်ခြင်းအဖြစ်ကျွန်တော်တို့တိုးတက်လိုတဲ့ရည်မှန်းချက်များကိုအမြဲတမ်းအောင်မြင်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်